အားလုံးပဲမင်္ဂလာပါရှင်ရန်နာမိုးထားတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာပေါ့နော် reading လေးတွေမဖတ်ခင်မှာကျွန်မစကားလေးနည်းနည်းပြောချင်တယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ပြီးခဲ့တဲ့ရက်တွေမှာကျွန်မ reading လေးတွေမတင်မေးဖြစ်ဘူးပေါ့နော် YouTube ပေါ်မှာအဲ့ဒါဘာကြောင့်လဲဆိုတော့ဒီလက်တော်ရက်တွေမှာဖြစ်သွားတယ်ပေါ့နော်ဒီငလျင်ကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာတော်တော်ကြီးကိုမကောင်းလို့ပေါ့နော်စိတ်ထဲမှာတော်တော်ကြီးကိုနေလို့ထိုင်လို့လည်းမကောင်းဘူးမြင် ကိုနေတဲ့နေရာမှာတော့ဘေးကင်းပါတယ်ပေါ့နော်ကျမနေတဲ့နေရာမှာတော့ငလျင်လှုပ်တယ်ဒါပေမဲ့အနှဲငယ်ပဲပေါ့နော်ဘာမှထိခိုက်တန်ရာလည်းမရှိပါဘူးကျမတို့မြို့နယ်မှာလည်းပေါ့နော်ဘာမှထိခိုက်တန်ရာမရှိဘူးနေပါတယ်ပေါ့နော်ဒါပေမဲ့ကိုနေတဲ့နေရာဘေးကင်းပေမဲ့တခြားနေရာမှာဒီလိုအပြက်စီအဆုံးရှုံးတွေထိခိုက်နာကျင်ပေါ့နော်အဲ့လိုမျိုးတွေတွေ့ရတဲ့အခါမှာတော်တော်ကြီးကိုကျမစိတ်ကလေးခံစားချက်တွေမကောင်းဘူးပေါ့နော်အဲ့တော့ဒီတရက်နှစ်ရက်မှာကျမက reading ဖတ်ပေးဖို့ဘလို့မှ energy ထည့်လို့မရအောင်ဖြစ်နေတယ်။ဒါကြောင့်မို့ကျွန်မကနှစ်ရက်လောက်ပေါ့နော်ကျွန်မနားလိုက်တာဖြစ်ပါတယ်။အဲ့ဒါလေးပြောပြတာပေါ့နော်။ဒီနေ့မှာတော့ကျွန်မဒီခံစားရတဲ့ဟာလေးတွေပေါ့နော်ဒီမှာဟိုတရားလေးမှတ်ရင်ပေါ့နော်ဘုရားစာလေးရွတ်ရင်စိတ်ကိုငြိမ်အောင်လဲထားရင်လည်းဒီနေ့မှာ energy တွေကိုပြန်လဲဆွစီပြီးတော့ကျွန်မဒီနေ့မှာ reading လေးတင်ပေးမယ်ပေါ့နော်။ပြီးတော့ဒီ reading ကလည်းကျွန်မရဲ့ပြည့်တန် orient လေးတွေတောင်းဆိုထားတာလေးတွေရှိလို့ရှိတဲ့အတွက်ကျွန်မလုပ်ပေးရတာပေါ့နော်။ ဒါကဘာလဲဆိုတော့လေခဏခဏကျမကပေါ့နော် lab reading လေးတွေတင်ပေးတယ်ပြီးလို့ရှင်တခြားပေါ့နော် collective လေးတွေเนาะအဲ့လိုမျိုးတွေတင်ပေးတာဖြစ်ပေမဲ့တစ်ခါနဲ့တစ်ခါနဲ့မတူအောင်ကျမကတော့တင်တာပေါ့နော်ဒါပေမဲ့ကျမရဲ့ orient လေးတွေကအလုတ်အကိုင်းငွေကြီးအဲ့ဒါနဲ့ပတ်သက်ပြီးတော့တည်တံ့တည်ချင်ကြရတယ်ပေါ့နော်တည်တံ့တည်ချင်ကြရတဲ့အတွက်ဒီနေ့မှကျမက career and finance ပေါ့နော် career and finance အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီနေ့မှတည်တံ့ကြည့်သွားပေးမှဖြစ်ပါတယ်အဲ့တော့ဒီနေ့မှ group လေး၃ခုခွဲထားပါတယ် group 1 group 2 group 3เนาะအဲ့တော့ group တစ်ခုကိုကတ်နှစ်ခု group တစ်ခုကိုကတ်နှစ်ခုဒီနေ့မှာတထူးစစ်စားကျွန်မကဒီ tarot card ပေါ့เนาะ tarot card ထုတ်တထုတ်မှာဆိုလို့ရှိရင်88ကတ်ပါတာဖြစ်ပြီမြဲအဲ့ဒီမှာ major 22ကတ်ပေါ့เนาะအဲ့ဒီ major 22ကတ်ကိုပဲကျွန်မကအသုံးပြုသွားပြီးတော့ဟောသွားပေးမှာဖြစ်ပါတယ်အ minor card တွေကိုမသုံးဘူးပေါ့เนาะ career and finance အတွက်ကိုကျွန်မရွေးချယ်ထားတာတော့ group တစ်ခုမှာ major ကနှစ်ကဖြစ်ပါတယ်အဲ့တော့ career and finance career and finance အဲ့လိုမျိုးပေါ့နော်ကျွန်မကြည့်ထားပေးတာဖြစ်တဲ့အတွက်ဒီ group 1 group 2 group 3သုံးခုတည်းကနေမိမိတို့ကြိုက်နှစ်သက်ရာ group လေးတစ်ခုကိုရွေးချယ်ပါနော်ဒီရွေးချယ်လိုက်တဲ့ group ကတင်းတို့လေးတွေရဲ့လက်ရှိကာလမှာကြုံတွေ့ရမယ့်အလုံအကိုင်းငွေကြေးတွေနဲ့ပတ်သက်ပြီးတော့ energy လေးတွေပါတယ်ပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ပြောပြသွားပေးမှာဖြစ်ပါတယ်။ဒါဆိုကျွန်မထုံးစံဒါလေးပဲ group 1လေးကနေစလိုက်ပါမယ်။ အဲ့တော့ group 1လေးနေမင်္ဂလာပါရှင် reading ကိုမစတင်ခင်မှာကျမရဲ့ချက်တော်လေးတွေအားလုံးအာနေကောင်းကြမှာကြပါစေပေါ့နော်ပြီးတော့အခုလက်ရှိဖြစ်ပေါ်နေတဲ့ငလျင်ပေါ့နော်ဒီလိုကပ်ပြီးအနေနဲ့လွမြောက်ကြပါစေကျမတကယ်ကိုစိတ်ပူပါတယ်ပေါ့နော်ကျမရဲ့ပြည့်တက်လေးတွေအားလုံးစိတ်ပူတာဖြစ်တဲ့အတွက်အာကျမရဲ့ဒီပြည့်တက်လေးတွေရောဒီကျမမှာ personal reading လက်မေးတဲ့လူတွေရောကျန်တဲ့ကျန်တဲ့လူတွေအားလုံးပေါ့နော်တတ်ွားရဲအားလုံးဘေးရန်ရဲ့ကင်းရှင်းပါစေလို့တော့ဒီနေ့ကနေဆုတောင်းပေးပါတယ်ပေါ့နော်အဲ့တော့ကျမတို့စလိုက်မယ် group 1လေးတွေရဲ့ career and finance ဒီကကတော့ career အတွက်ခြေထားပေးတာဖြစ်ပါတယ်အဲ့တော့ group 1 lady ရဲ့အလုပ်ကိုင်းအတွက်ကတော့ the umbrella ပေါ့နော် umbrella ကြပါတယ် umbrella ကြတဲ့အတွက်ဒါက group 1 lady ကအလုပ်ကိုင်းမှာအဆင်ပြေတယ်အလုပ်ခွင့်ထဲမှာဆိုလို့ရှိရင်ယာရုတက်ဖို့တွေတွေ့ရပေါ့နော်နေရာရမယ်သူတို့ဘာရဲ့လေးစားခြင်းကိုခံရမယ်လက်တလောကာလာမှာပေါ့နော်လက်တလောကာလာမှာ နေ့ရက်ဖြူချပါเนาะဒီ reading ကိုစာကြည့်တဲ့ချိန်ကနေ3လလောက်ထိတော့ကြည့်လို့ရတယ်เนาะ3လလောက်အတွင်းမှာဒါဟုတ်ဒီ reading ရဲ့ energy ကိုယူလို့ရတယ်ပေါ့เนาะအဲ့တော့ group 1လေးတွေရဲ့အလုပ်ကံကတော့ဒီအခုချိန်ကနေစပြီးတော့မကြာမီကာလတွေအတွင်းမှာအဆင်ပြေအောင်မြင်သွားဖို့မြင်နေပေါ့เนาะအလုပ်ခွင့်မှာလည်းသူတစ်ပါးရဲ့လေးစားခြင်းအားကျခြင်းနေဟာပေးခြင်းကိုခံရမယ် ပြီးတော့ကိုကိုတိုင်းကလည်းကိုရဲ့ဒီလက်အောင်ငယ်သားတွေနဲ့အဆင်ပြေနေမယ်နော်ကိုကိုတိုင်းကလည်းကို့မှာရှိရဲ့ဒီငွေကြေးအင်ကန်းတွေပေါ့နော်အလုပ်ခွင့်မှာအလုပ်ခွင့်နဲ့ပတ်သက်ပြီးတော့အချိုးမြက်တွေရလာတဲ့အခါမှာလည်းကိုရဲ့ဒီလက်အောင်မှာရှိတဲ့သူတွေကိုပြန်လည်ပေးကမ်းနိုင်မယ်ကို့နာမှာရှိတဲ့သူတွေကလည်းကိုကိုယုံကြည်မှုတွေပို့ပြီးတိုးလာနေမယ်အဆင်ပြေမယ်ပေါ့နော်ကိုကအလုပ်ခွင့်မှာနေရာတစ်ခုရရှိလာတယ်ပေါ့နော်အားမျိုးပုံလေးကျွန်မတွေ့ပါတယ် ဟိုဒီနေ့က career and finance နှစ်ခုရဲ့အတွက်ကြည့်ပေးတာဖြစ်တဲ့အတွက်အ reading ကနည်းနည်းလေးတော့တူမယ်ပေါ့နော်ဒါပေမဲ့အများကြီးလည်းမတူပါဘူးเนาะအတင်းတင်းထိထိုက်တဲ့အချက်လေးတွေအားလုံးကိုကျွန်မကပြပြသွားမိပါဖြစ်ပါတယ်အဲ့တော့ဒီ the umbrella ရဲ့ energy ကဒီ group ကိုလာရွေးတယ် group 1ကိုလာကြည့်တဲ့သူလေးတွေရဲ့အလုပ်အကိုင်းကတော့အဆင်ပြေပါတယ်ကောင်းမွန်ပါတယ်ပေါ့နော်ပြီးတော့အလုပ်ကိုင်းနဲ့ပတ်သက်ပြီးတော့ကိုကပူပူပြီးတော့ကောင်းမွန်ချင်တယ်ဆိုလို့ရှိရင်ဘာလေးတွေပေါ့နော်ရေရာအနေနဲ့ဘာလေးတွေလုပ်လို့ရတယ်ဆိုရင် ိုရဲ့မိခင်ပေါ့နော်မိခင်ကိုအာကျွေးမွေးပါဆောက်ရှောက်ပါမိခင်စားချင်တာလေးတွေပေါ့နော်ဝယ်ချမ်းပေးပါဒါမှမဟုတ်လို့ရှင့်လေဟိုကိုဝန်တဲ့အမျိုးသမီးတွေကိုလှူဒန်းပေးလဲရတယ်နော်အာနောက်ပြီးတော့ကလေးသူငယ်လေးတွေကိုလည်းငွေမုတ်ဖို့တောင်းရပေးတာတို့ပါလို့ပေါ့နော်အဲ့လိုမျိုးလေးတွေလုပ်မယ်ဆိုလို့ရှင့်ကိုရဲ့ဒီလောက်ခွင့်မှာပို့ပြီးအဆင်ပြေမယ်လုံးဟန်နေပို့ပြီးအမြင်မယ်ပေါ့နော်ဒါကတော့ယုံကြည်တဲ့သူတွေလောက်ပါနော်ဒါကိုလောက်ကိုလောက်ရမယ်လို့တော့ကျွန်မမဆိုလို့ဘူး ဒါမျိုးယုံကြည်တဲ့သူရတရားတွေကိုယုံကြည်တဲ့သူဆိုလို့ရှိရင်ငွေကြေးကုန်ကြတဲ့နေတာဖြစ်တဲ့အတွက်ဒါမျိုးလေးတွေပေးတာဖြစ်ပါတယ်။အဲတော့ဒါလေးကတော့ final ပေါ့နော်။ငွေကြေးအတွက်ငွေကြေးအတွက်ဆိုလို့ရှိရင်လည်းဒီ group 1ကိုလာကြည့်တဲ့သူလေးတွေကန်တရားရဲ့ထောက်ပံ့တွေကိုရရှိနေတာဖြစ်တဲ့အတွက်ငွေကြေးကလည်းကောင်းတယ်ပေါ့နော်။အခုကနေ sovereign year ဖြစ်ချာ3လလောက်အတွင်းပေါ့နော်။3-4လလောက်အတွင်းမှာပို့ပြီးတော့အဆင်ပြေလာမယ်။ ပြီးတော့ငွေကြေးမှာတင့်ကိုထောက်ပံ့ပေးမိတူရှိတယ်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ကိုကအလုပ်တစ်ခုလုပ်ဖို့ငွေကြေးအရင်နှီးလို့ရတယ်ဆိုလို့ရှိရင်အခါတိုင်းကိုကိုအရှယ်ယာလာမထည့်တဲ့သူကလာထည့်ပေးတာမျိုးကိုကို support ပေးတာမျိုးတခြားသူတူပါပါเนาะကိုရဲ့လုပ်ငန်းမှာအဆင်ပြေသွားရအောင်ငွေကြေးလုပ်ငန်းတွေမှာအဆင်ပြေသွားရအောင်ဆိုပြီးတော့အဲ့အမျိုးပေါ့เนาะကိုလာပြီးတော့ပံ့ပိုးပေးတာမျိုးကိုတင်တို့ရရှိတွေ့ကြအောင်မှာဖြစ်ပါတယ် နော်လုံအောင်ကိုကောင်းမွန်တဲ့ energy တွေရရှိနေတယ်ပေါ့နော်ဒီ group one လေးတွေအတွက်ကဒီငွေကြေးနဲ့ပတ်သက်ပြီးတော့သင်ကစိတ်လွတ်လပ်လပ်ပေါ့ပပါပဲတင်းရဲ့စိတ်ထဲမှာငွေကြေးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေကင်းဝေးသွားမယ်ပေါ့နော်ကျွန်မအဲ့ဒါမျိုးတွေ့တယ်အဲ့ဒါကလည်းကန်တရားရဲ့အထောက်ပံ့ကြောင့်ပါကိုယ်မှာငွေကြေးနဲ့ပတ်သက်တဲ့လက်လာပါတွေကန်နေပွင့်ပွင့်နေတယ်ပေါ့နော်ကျွန်မအဲ့ဒါမျိုးတွေ့တယ် group one လေးတွေကနော်အဲ့ဒါမျိုးတွေ့တယ်နောက်တစ်ခုကတော့ဒီလိုငွေကြေးနဲ့ပတ်သက်ပြီးတော့ပုံမှုပြီးတော့ကန်တရားရဲ့အထောက်ပံ့လေးတွေရရှိဖို့ဆိုရင်ကျွန်မတို့ ရေရရလေးတွေလုပ်ပြီးလဲရတယ်အဲ့ဒါဘာလဲဆိုတော့ဖျားမနေစားပန်းလေးတွေလှူတာเนาะအဲ့ဒါမျိုးလေးလုပ်လဲရပါတယ်เนาะအဲ့ဒါဆိုလို့ရှင်တင်းရဲ့ဒီပိတ်ဆို့နေတဲ့ငွေကြေးပေါ့เนาะငွေကြေးလမ်းကြောင်းတွေလည်းပို့ပြီးတော့ပွင့်လာဖို့ရှိပါတယ်ဒီမှာအဲ့ဒါမျိုးလေးတွေလည်းမှားခြင်းနဲ့နောက်တစ်ခုကတော့ဒီ group ကလည်းဒီလိုမျိုးပဲအာလှူရန်ပေးခဲ့မယ်ဆိုလို့ရှင်ခလေးတွေပေါ့เนาะခလေးတွေเนาะတတဝါလေးတွေကိုအစားအစာတွေကျွေးလို့ရတယ်အာပြီးလို့ရှင်အဝါရောင်များများပါတယ်အဝတ်စာဝတ်လို့ရတယ်နည်းနည်းအရောင်တောက်တယ်ပေါ့เนาะအာအနည်း အလိမ်မောအဲ့လိုမျိုးပုံစံလေးတွေနော်အဲ့လိုမျိုးပုံစံလေးတွေဝတ်ဆင်ပြီးတော့ကိုယ့်ရဲ့အလောက်ခွဲမှာအငွေကြေးအတွက်ပေါ့နော်စကားဟာတော့ပြောရတာမျိုးလို့ပါလို့ဆိုလို့ရှိရင်အဝါရောင်အင်ဂျီကိုဝတ်ဆင်တာမျိုးဒါမှမဟုတ်လို့ရှိရင်လည်းအနီရောင်ပေါ့နော်အနီရောင်တအားတတမဟုတ်လို့ရှိရင်တော့နည်းနည်းပေါ့နော်အနီရောင်နည်းနည်းပါတယ်အင်ဂျီမျိုးဝတ်သွားလဲရတယ်နော်ပို့ပြီးတော့အဆင်ပြေမှုရရှိမှာဖြစ်ပါတယ်အဲ့တော့ဒါကလုံးဝကိုဒီနေ့ reading က career final အဲ့နှစ်ခုအတွက်ပဲကြည့်ပြတာဖြစ်ပါတယ်ဗောနော်တခြားလက်တို့เนาะတခြားကိစ္စတွေအတွက်မှာမကြည့်ပြတော့ဗောနော်ဒါကတည်တန့်တောင်းဆိုထားတဲ့သူလေးတွေအတွက်အလုတ်ကိုင်းနဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့ကျွန်မတေချာလေးချိန်ထားပေးတာဖြစ်ပါတယ်။ရတရားပိုင်းနေရာတော့ကျွန်မခုနပြောသလိုပဲယုံကြည်တဲ့သူဆိုရင်ဒီရတရားတွေလုပ်ပါပါနော်။အမယုံကြည်ဘူးဆိုလို့ရှင်လည်းတင်းတို့လေးတွေရဲ့သဘောပဲဖြစ်ပါတယ်နော်။အဲ့တော့ဒါဆိုရင်ဒါက group 1လေးတွေအတွက်ပြီးပါပြီ။ဒါဆိုကျွန်မ group 2လေးစီကိုသွားမယ်နော်။ ဲ့တော့ group 2လေးတွေမင်္ဂလာပါအာ group 2လေးတွေအတွက်နော်အာ reading လေးပေါ့နော် career and final ကဘလို့အခြေအနေရှိမယ် near future တွဲမှာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကြည့်သွားပေးမှာဖြစ်ပါတယ် reading လေးမစခင်မှာကျမချစ်တော်လေးတွေအားလုံးနေကောင်းကြမှာကြရဲ့လား BN education ရဲ့လားဒီလက်ရှိဖြစ်ပေါ်နေတဲ့အငလင်ကပ်ပေးရနေလေကင်းဝေးပါစီပေါ့နော်စိတ်ချမ်းသာအခုကျမမှုတွေလည်းရရှိပါစီလို့တော့ဒီနေရာကနေဆုတောင်းပေးနေပါတယ်ရှင်အဲ့တော့ပထမဆုံးအချက်အနေနဲ့ group 2လေးတွေတက်ကတော့ the high risk ပေါ့နော် the high risk ကိုကြာတာဖြစ်တဲ့အတွက်ဒါကအလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ group 2လေးတွေကတော့အခုကနေစပြီးတော့ near future အတွင်းမှာအလောက်နှစ်ခုပေါ့နော် အလုပ်နှစ်ခုရရှိလာမယ်အဲ့လိုပြောချင်တဲ့ဘောကဘာလဲဆိုတော့အလုပ်ရဖို့အတွက်အင်တာဗျူးဖြစ်နေတဲ့သူတွေလေးဆိုရင်အမရတော့ကတော့မရဘူးရလာတဲ့အချိန်မှာနှစ်ခုရှင်ပြီးရွေးချယ်ရမယ်ပေါ့နော်အဲ့လိုမျိုးပုံစံအအောင်တော့လေနှစ်ခုလုံးအင်တာဗျူးအောင်တယ်ပေါ့နော်အဲ့လိုမျိုးပုံစံလေးနဲ့ရလာမယ်ပြီးတော့တချို့လေးတွေလက်ရှိပေါ့နော်ကိုပိုင်စီးပွားရေးလုပ်နေတဲ့သူတွေတွေကြတော့လေအခုလက်ရှိ လုံးပြင်နောက်ထပ်အလုပ်တစ်ခုအခုမှတိုးလာတာမျိုးအခုလက်ရှိလုံးလုပ်နေနေမှာနောက်ထပ်တစ်ခုကိုကိုကလုံဆောင်မှုအတွက်အခွင့်အလမ်းတွေရလာတာမျိုးပေါ့နော်အဲ့လိုမျိုးတွေ့ရဲ့ အဲနောက်ပြီးတော့ဒီလိုအလုပ်တွေနဲ့ပတ်သက်ပြီးတော့တော့တင်းတို့လေးတွေကအာတူတူတသိမ့်လေးတော့စူးစမ်းဖို့တော့လိုတယ်เนาะအာဘာလဲဆိုတော့ဒီအလုပ်ခွင့်တွေမှာအတိုက်ခံလေးတွေနည်းနည်းရှိတဲ့အခါကျတော့ကိုကကိုရဲ့အလုပ်ခွင့်နဲ့ပတ်သက်ပြီးတော့အကောင်းဆုံးအစိတ်အီလက်အီနဲ့ပေါ့เนาะစင်ကျင်ဆုံးဖြတ်ပြီးတော့အလုပ်တွေကိုလုပ်ပါကိုရဲ့ဒီအလုပ်နဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေเนาะအဲ့ဒါတွေအကောင်းမွန်ဆုံးသိသိပါပေါ့เนาะအဓိကကတော့စာရွက်စာတမ်းတွေပေါ့เนาะ အရေးကြီးတဲ့အလုပ်တွေမှာစာရွက်စာတမ်းတွေကအမြဲတမ်းပါတာဖြစ်တော့တဲ့ဒါနဲ့ပတ်သက်ပြီးတော့အပြရှလေးတွေဖြစ်တဲ့အတွက်ကိုတတိကျချာလေးသိသိပြီးတော့လိုပါတယ်ပြီးတော့အလုပ်ကနှစ်ခုရှင်ပြီးရလာတဲ့အခါမှာအကိုနည်းနည်းတော့ရွေးချယ်ရခက်မယ်ပေါ့နော်အဲ့ဒီခါကျရင်တော့ကိုယ့်ရဲ့အသိဉာဏ်နော်ကိုယ့်ရဲ့ဒီ ဟိုညံကိုအတောင်းပြုတ်ပြီးတော့ကိုယ်တက်ပုံမကိုင်းနေတဲ့အလုပ်ကိုရွေးချယ်ပါပေါ့နော်အဲ့ဒါမျိုးလေးပြောချင်တယ်အဲ့ဒီမှာမှရေဒီယာအနေနဲ့ရေဒီယာတွေယုံကြည်တဲ့သူတွေကြတော့ငွေကြေးလည်းမကုန်ကြပါဘူးပေါ့နော်အဲ့ဒါဘာကိုပြောချင်တာလဲဆိုတော့ဒီမှာအဗီပေါ့နော်ဒီမှာတော့ခြေအဲ့ဒီအခ္ခရာလေးရှိတယ်အဲ့တော့အာအလုပ်အတွက်တည်တဲ့အဆင်ပြေချင်တဲ့သူတွေတွေကဒီခြေပေါ့နော်အဲ့ဒါမျိုးပုံစံလေးကိုစာရွက်မှာခြေပုံလေးဆွဲပြီးတော့အဲ့ဒါကိုကိုယ့်ရဲ့ဒီပဲအဲ့ဒီထဲမှာပဲဖြစ်ဖြစ်ပေါ့နော်လက်ကန်အဲ့ဒီထဲမှာပဲဖြစ်ထည့်ဝါပြီးတော့ဆောင်းထားမယ်ဆိုရင်တော့ဒီအလုပ် နဲ့ပတ်သက်ပြီးတော့ပေါ့နော် career ဘိုင်းနဲ့ပတ်သက်ပြီးတော့ပုံမှုပြီးတော့အဆင်ပြေလာမယ်ပွင့်လန်းလာမယ်ပေါ့နော်လမ်းကြောင်းလေးရဲ့အဲ့ဒါမျိုးလေးပါနောက်ခုကတော့ final ပေါ့နော်ငွေကြီးနဲ့ပတ်သက်ပြီးတော့ဒီ group ကသူလေးတွေ group 2ကသူလေးတွေကတော့အာငွေကြီးမှာဟွန်းဘာလဲဆိုတော့လေကိုကိုပေါ့နော်နည်းနည်းဟို လက်လိမ်နေသူလှည့်စားတဲ့သူမျိုးနဲ့တော့စုံဝါဖို့ရှိတဲ့တကလာမှာအဲ့ဒါကိုတတိနေထားစီချင်တာပေါ့နော်လုံးဝကိုအာဒါဖြစ်ကိုဖြစ်ရမယ်လို့ပြောချင်တာတော့မဟုတ်ဘူးဒီ that magician ကတ်ကတော့ကောင်းတယ် နော်လုံးဝမှုန်စရာကောင်းတာဆိုပေမဲ့ဒီလိုငွေကြီးနဲ့ပတ်သက်ရင်ကြတော့ဒီလိုအဆန်းရှိတဲ့သူပေါ့နော်ကိုကိုအယုံအောင်ပြောပြီးတော့အလှည့်စားတဲ့သူမျိုးနဲ့ကြုံရမှာဖြစ်တယ်ပေါ့နော်ကျမအန်ဂျီရအဲ့လိုမျိုးမြင်နေအဲ့တော့ဒီ group 2လေးတွေကြတော့ငွေကြီးရင်းမှာတတိနေထားဖို့လိုတယ်အခုကနေစပြီးတော့ဒီနေ့ရဖြူချအတွင်းမှာကိုရဲ့ငွေကြီးနေနဲ့ပတ်သက်ပြီးတော့ကျမဒီမှာပြောသလိုပဲ the high preset energy နဲ့ကိုကအကောင်းဆုံးတတိပေါ့နော်ထားပြီးတော့လှုပ်တင်လှုပ်ထိုက်တာတွေလုပ်ပါနောက်ပြီးတော့ကို့နားမှာလာပြီးတော့ကို့အတွက်အကျိုး ူပူပေါင်းတဲ့သူတွေကိုလည်းတတိလေးထားပါပေါ့နော်အာတကယ်မှန်ကန်တဲ့သူတွေလည်းရှိသလို the magician energy လိုမျိုးနဲ့ပေါ့နော်အာကိုကြလောက်အောင်စကားတွေပြောပြီးတော့ကိုရဲ့ဒီငွေကြေးတွေပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုကိုလိန်လေ တဲ့လူမျိုးနဲ့အတွေ့ဆုံတက်တာဖြစ်တဲ့အတွက်အဲ့ဒီနေရာမှာတော့နည်းနည်းလေးသတိလေးထားဖို့လိုပါတယ်ပြီးတော့ဒီလူကလည်းကိုမထင်ထားတဲ့သူပေါ့နော်ပြောချင်တဲ့သဘောကိုလုံးဝကိုမထင်ထဲမထင်တဲ့သူပေါ့နော်ကိုကလုံးဝကိုယုံကြည်နေတဲ့သူလုံးဝကိုသူနဲ့ပတ်သက်ပြီးတော့ဒါမျိုးမလုပ်လောက်ပါဘူးလို့ထင်တဲ့သူကိုကိုယ်တိုင်ကယုံကြည်နေရတဲ့သူပေါ့နော်အဲ့လိုမျိုးသူကကိုကိုလှည့်စားသွားတာမျိုးခံရမှာခံရတတ်တယ်ပေါ့နော်ပြောချင်တာလုံးဝအောင်ဖြစ်ရမယ်လို့မဆိုလို့ဘူးဒါမျိုးလေးတွေရှိတတ်တဲ့ခါကျတော့ဒီကာလတွေမှာငွေကြေးနဲ့ပတ်သက်ပြီးတော့ အဆင်တော့ပြင်နေမယ်ကိုကိုတိုင်းအတွက်ဒါပေမဲ့အဲ့လိုမျိုးကိစ္စရဲ့လေးတွေရှိတဲ့အတွက်တတိလေးထားပေးနော်ငွေကြီးကတော့အဆင်မပြေတာမဟုတ်ဘူးဒီ group 2ကသူလေးကြငွေကြီးအဆင်ပြေမယ်နော်ကိုကအလုပ်ကလည်းနှစ်ခုရှင်ပြီးတော့လာမှဖြစ်တဲ့အတွက်အလုပ်တွေလည်းအကောင်းမှုဆုံးလုပ်နိုင်တဲ့အတွက်အင်ကန်နေရတော့ရမှာပဲဒါပေမဲ့ကိုပူပေါင်းတဲ့နေရာမှာမြှုပ်နေတဲ့နေရာမှာဒီပေါ့နော်ငွေကြီးနဲ့ပတ်သက်ပြီးတော့အလုပ်လုပ်တဲ့နေရာတွေမှာတတိလေးထားပါကိုလုံးဝမထင်ထားတဲ့သူတူအကြောင်းကိုရဲ့ငွေကြီးတွေဆုံးရှုံးရတာမျိုးနော်လိမ်လည်ခံထိတာမျိုးပေါ့နော်အဲ့ဒါမျိုးလေးတွေဖြစ်တတ်တဲ့အခါမှာအဲ့ဒါအတွက်တတိလေးထားပေးပါ ပြီးတော့ဒါမျိုးနဲ့ပတ်သက်ပြီးတော့ဗောနောငွေကြေးနဲ့ပတ်သက်ပြီးတော့ကိုကရရလေးတွေလှုပ်ချင်တယ်ဗောနောအဲ့ဒါမျိုးဆိုလို့ရှိရင်အဝါရောင်များများပါတယ်အင်ဂျီဗောနောအဲ့ဒါမျိုးလေးဟုတ်ပါဒီမှာလည်းဒီလိုမျိုးပဲအဝါရောင်အဖြူရောင်အနီရောင်ဗောနော group 1နဲ့ခက်စစ်စစ်မှာပဲဒီ energy ရနော်အာဒီလိုအရောင်လေးတွေဝတ်ပြီးတော့ကိုရဲ့ဒီငွေကြေးတွက်သွားပြီးစကားပြောရတာမျိုးတို့အလုံးလုံးရတာမျိုးတို့ဆိုလို့ရှိရင်ကိုဘက်ကဒီလိုဟာလေးတွေဒီလိုအရောင်ပါတဲ့အင်ဂျီလေးတွေဝတ်သွားမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေတဲ့ခေါင်းမွန်းတဲ့ energy တွေရရှိမယ်ဗောနောအဲ့ဒါမျိုးလေးပြောချင်ပါတယ်ဒါကတော့ group 2လေးတွေအတွက်ပါ ဒါဆိုကျွန်မ group 3 list ကိုသွားလိုက်မယ်နော်အဲ့တော့ group 3 list နေမင်္ဂလာပါရှင် group 3 list နေ ရည်ရည်လေးမစတင်ခင်မှာကျမရဲ့ချစ်တော်လေးတွေအားလုံးနေကောင်းချမ်းသာကြပါစေအခုလက်ရှိဖြစ်ပေါ်နေတဲ့ငလျင်ပေါ့နော်ဒီလိုကပ်ပေးနေရနေလွတ်ခင်ပါစေဆေရောကိုပါချမ်းသာကြပါစေအေးချမ်းကြပါစေလို့ဒီနေရာနဲ့ဆွတောင်းပေးလိုက်ပါတယ်နော်ဒီနေရာတော့ career and finance တစ်ခုအတွက်ပဲတည်တန်းကြည့်တာဖြစ်တယ်ပေါ့နော်အဲ့တော့ပထမဆုံးတွေ့တာက group 3လေးတွေအတွက်ကတော့ justice ပေါ့နော်အဲ့တော့ justice ရဲ့ energy ရ group 3လေးတွေကအလောက်အကိုင်းမှာကိုယ့်ရဲ့အလောက်ခွင့်မှာ အာဒီဝန်ထမ်းနေပေါ့နော်ဝန်ထမ်းနေဆိုလို့ရှိရင်ယာရုတိုးမယ်ယာရုတက်မယ်နော်အဲ့မျိုးပုံစံလေးတွေရှိတယ်အတချို့ဒီကိုပါအလုပ်တွေကြတော့ကိုရဲ့အလုပ်မှာကိုကအချိန်ကိုလဲလေးစားရမယ်အလုပ်ခွင့်တွေမှာတစ်တက်တသားလုံးဆောင်မှုလိုတဲ့အရာတွေဆိုလုပ်ရမယ်ဥပမာကိုပေါ်မှာဘယ်လိုပြောမလဲ စိတ်သဘောထားမမှန်တဲ့သူကဘာလုပ်လဲဆိုတာတွေ့လာတဲ့အခါမှာဒါနဲ့ပတ်သက်ပြီးတော့ကိုကောင်းဆုံးကင်တွယ်ဖို့လိုတယ်။ပြီးတော့အနီးကပ်ပေါ့နော်။အော်ကိုမှနှစ်ရှိလာများအလုံးလုံးခဲ့ပြီးတော့မှအာအနီးကပ်ကိုကိုတစ္ဆာဖောက်တယ်ပေါ့နော်။အဲ့လိုမျိုးပုံစံသူလေးတွေဆိုလို့ရှင်လေကိုကအကောင်းမွန်ဆုံးဒါတွေကိုကင်တွယ်ဖြစ်ရှင်းသွားဖို့လိုတယ်ပေါ့နော်။ဒါကကိုပါအလုပ်လုပ်တဲ့သူတွေဒီဝန်ထမ်းတွေကြတော့ယာဒူးတိုးတက်မဲ့ဂိမ်းပါဗောနော်ယာဒူးတိုးတက်လာမယ်နေရာတစ်ခုရလာမယ် ပုံမူပြီးတော့အခွင့်အလမ်းပေါ့နော်ဒီအလုံးခွင့်ထဲမှာကိုပြောလို့ရတာကိုပြောလို့ပြီးတာအဲ့လိုမျိုးပုံစံလေးတွေပေါ့နော်အနေရာတစ်ခုရလာမယ့်ပုံမျိုးတော့ရှိတယ်ဒါကအလုံးကိုင်းနဲ့ပတ်သက်ပြီးတော့ပြောတာဖြစ်တယ်အဲ့ဒီမှာမှကျမတို့ကလေဒီ justice cap ပေါ့နော် justice cap ကျတော့အရေရာဆိုတာထက်လေကိုရဲ့စိတ်နဲ့ဆိုင်တယ်ကိုကအကောင်းလို့ချင်လို့ရှိရင်ကိုကိုယ်တိုင်ကလည်းကောင်းမှုလို့ရတယ်အမှန်ကန်မှုလို့ရတယ်အဲ့တော့ဒီ justice card ကအလုပ်ခွင်ထဲမှာပြဿနာလေးတွေနည်းနည်းဖြေရှင်းရတာမျိုးရှိတတ်တယ်ဒီ justice card ကလေအဲ့တော့ဒီလိုဖြေရှင်းရတဲ့ခါကျရင်လည်းမကြောက်ပါနဲ့အဓိကကိုယ့်ဘက်ကမှတ်မှုလို့တယ်ဥပမာ sir silent ခုခုကြောင့်အမှားယဉ်ဖြစ်သွားတဲ့အခါမှာဒါကကိုလုံးလို့ဖြစ်တာလားတပါးသူပေါ့နော်လုံးလို့ဖြစ်တာလားအဲ့ဒါမျိုးလေးတွေမှာကိုတကယ်မလုပ်ဘူးဒီကိစ္စကကိုနဲ့တကယ်မသက်ဆိုင်ဘူးမှန်ကန်တယ်ဆိုရင်ကိုယ့်ဘက်ကအနိုင်ရမယ်အဲ့လိုမဟုတ်ဘူးကိုကမှားယွင်းတဲ့သူဖြစ်နေပါရဲ့နဲ့မှာသူတပါးပေါ့အနိုင်လို့ခြင်းနဲ့ဆိုရင်တော့မရပါဘူး အဲ့တဲ့လို့လေဒါဆုံးရှုံးမယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ justice ကအမှန်တရားအတွက်အမှန်တိုင်းရရှိစေရမယ့်ကဖြစ်တယ်ပေါ့နော်။အဲ့တော့ဒါအလုံးကင်အတွက်ခြေထားပေးတာဖြစ်ပါတယ်။အဲ့တော့ဒီမှာ judgment judgment ဒါကတော့ final ပေါ့နော်။အဲ့တော့ group 3လေးတွေအတွက်ကတော့ငွေရေးကြေးရေးမှာကိုကအစ်မပြေလောက်ဘူးလို့ထင်ထားရတယ်ပေါ့နော်။ ငွေကြေးတွေရရှိလာမယ်ဥပမာကိုကမရတော့ပါဘူးဆုံးရှုံးလဲတော့မယ်လို့ထင်ထားတဲ့ငွေကြေးတွေဆိုဒီကာလမှာကိုကိုလာပြီးတော့ဒီလူတွေကလက်ပြန်ပေးတာမျိုးအကျွေးတွေပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်လက်ပြန်ဆက်တာမျိုးအဲ့ဒါမျိုးရရှိမယ်နောက်တစ်ခုကတော့ကိုရဲ့ဒီငွေကြေးနဲ့ပတ်သက်ပြီးတော့လဲကိုကဘလို့ကောင်းမှုဆုံးလုံးရင်ကောင်းမလဲဆိုတဲ့အရာတွေကိုပို့ပြီးတော့တိလာမှာပေါ့နော် justice ရဲ့ energy ကအတိတ်တဖန်ပေါ့ကိုရဲ့ငွေကြေးစီမံခန့်ခွဲမှုတွေမှာလဲအတိတ်တဖန်ပုံမကောင်းမွန်တဲ့ reset တွေရရှိအောင်ကိုကလုံလာနိုင်မယ်ပေါ့နော်ပြောချင်တဲ့သဘော ွာတချို့ဒီကိုပိုင်အလုပ်လေးတွေပေါ့ကိုပိုင်အလုပ်လေးတွေဆိုလို့ရှိရင်ကိုရဲ့ဒီတွက်ချက်မှုတွေအစီမံမှုတွေဘိုင်းဆိုင်ရာတွေမှာပထမလှုပ်ယူလှုပ်စင်နေမဟုတ်တော့ဘဲနဲ့အပုံမကောင်းမွန်နဲ့เนาะအအစ်စ်เนาะပလန်အစ်စ်တွေအပြီးလို့ရှိရင်လှုပ်ဆောင်ချက်အစ်စ်တွေကြောင့် ကိုမရက်ဆက်ကောင်းနေထွက်လာတာမျိုးเนาะရရှိလာတာမျိုးကိုဒီ near future ထဲမှာဒီ crew 3ကိုလာကြည့်တဲ့သူတွေတွေ့ရမှာဖြစ်တယ်ရရှိမှာဖြစ်တယ်ပေါ့เนาะအဲ့တော့ justice ရဲ့ energy ရအရင်ရင်ကတူကိုငွေစင်းနဲ့ပတ်သက်ပြီးတော့မျှော်လင့်ထားတဲ့သူတွေဆိုလို့ရှင်လေအာမရနိုင်တော့တော့ဘူးဒီလိုမျိုးကိစ္စနဲ့ပတ်သက်ပြီးတော့ငါတော့အကျိုးမြတ်မရနိုင်တော့ဘူး income မရနိုင်တော့ဘူးထင်လာခဲ့ပေမဲ့ဒီကာလမှာဒီ judgment gap ပေါ့เนาะ judgment gap ရဲ့ energy ရရရှိလာမှာဖြစ်ပါတယ်လုံးဝကိုအစ်တတဖန် နော်ကိုမယုံကြည်နိုင်တော့အောင်ဒီလိုအခွင့်အရေးမျိုးကိုစီရလာမယ်ပေါ့နော်ငွေကြေးဝင်လာတာမျိုးကိုမပြောင်းလဲထားတဲ့သူစီကကိုကိုအကျွေးလာပေးတာတို့ပတ်စံနေလာပြန်ပေးတာလည်းပြန်ဆက်တာပေါ့နော်အဲ့ဒါမျိုးပုံစံလေးတွေကြုံရမှာဖြစ်ပါတယ် judgment card ရဲ့ energy ကြောင့်ပေါ့နော်အဲ့တော့ရဲတရအနေနဲ့ဆိုရင်တော့ဒီ crew 3 day တွေကြတော့လေရေလူပေးပါနော်ရေလူပေးပါ ပြီးလို့ရှိရင်ရက်တောင် နှစ်လက်ပေါ့နော်ရက်တောင်နှစ်လက်လှူလို့ရပါတယ်ဖရားမှာပေါ့နော်ရေတောက်တော့ရေဆိုနှစ်ခွက်ကအာရက်တောင်ဆိုရင်နှစ်လက်ပေါ့နော်အဲ့တော့ဒီလိုရေရာတွေကလည်းဒါယုံကြည်တဲ့သူတွေလို့ပို့ငွေကြေးကုန်ကြနေတဲ့ရေရာလေးတွေကိုကျွန်မပေးတာဖြစ်ပါတယ်ပေါ့နော်အာတင်းတို့နေတွေဆန္ဒအရာလှုပ်ချင်လဲလှုပ်ပါမလှုပ်လည်းရတယ်နော်အဲဒါပြပြတာဖြစ်ပါတယ်အဲ့တော့ရရရရလည်းမခက်ခဲပါဘူးပေါ့နော်တကယ်မို့လုံနိုင်ရင်တော့တင်းအတွက်ပို့ပြီးတော့ဒီလိုငွေကြေးနဲ့ပတ်သက်ပြီးတော့ ပုံပုံပြီးတော့ကောင်းမွန်တဲ့ energy တွေရရှိပြီးတော့ပုံပုံအဆင်ပြေလာမယ်ကံအခွင့်အလမ်းတွေရရှိပိုင်ဆိုင်မှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီနေ့ကတော့ကျွန်မပထမပြောသလိုပဲ career and finance ဒီနှစ်မျိုးအတွက်ပဲတည်တံ့ကြည့်ပေးတာဖြစ်တဲ့အတွက် reading ကနည်းနည်းလေးတော့တူတယ်ပေါ့နော်။ဒါပေမဲ့ကျမကခုနကပြောသလိုပဲအရှိရက်တွေမှာဒီလို reading လုပ်ဖို့တောင်မှကျမက energy ဘလို့မှ ထည့်လို့မရဘူးပေါ့နော်အရန်ကိုစိတ်ထဲမှာအခန့်စားရတာဖြစ်ပါတယ်ဒါဒါမှဒီလိုဖြစ်ပြသွားတဲ့စီမှာကိုကိုရန်လည်းမထိခိုက်ပါဘူးကိုရဲ့အမျိုးဆွေတူတယောက်မှလည်းမပါပါဘူးပေါ့နော်ဒါပေမဲ့ကျမတို့ကလူသားတွေဖြစ်တဲ့အတွက်အခုလိုဆုံရှုံနေတာမှုတွေဖြစ်တာကိုမြင်ရတဲ့အခါမှာတကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်ပေါ့နော်ကိုကိုရန်သာခံစားရမယ်ဆိုတဲ့စိတ်တစ်ခုတွင်းမိတဲ့စီမှာတော်တော်ကြီးစိတ်မကောင်းဖြစ်ရပါတယ်ရှင်ဒါကြောင့်မို့လဲကျမဒီလို energy ဘလို့မှမထည့်နိုင်တဲ့အတွက်ပြီးခဲ့တဲ့နှစ်ရက်မှာပေါ့နော် reading လေးတွေကိုလည်းမတင်ပေးဖြစ်ဘူး personal င်တွေကိုလည်းလက်ခံရမဖြည့်ပြစ်ဘူးပေါ့နော်လက်လည်းမခံနာပါဘူးပေါ့နော်အဲ့တော့ဒီနေ့ကတော့ကျမရဲ့တောင်းဆိုထားတဲ့ Orion နေကျမရဲ့ reading ကိုမျှော်လင့်နေတဲ့ Orion လေးတွေအတွက် career and finance တည်တန်းချစ်ပေးပြီးတော့ပေါ့နော်အာဒီ reading လေးကိုတင်ထားပေးတာဖြစ်ပါတယ်အားလုံးစိတ်ကျေနပ်မှုရမယ်လို့လည်းကျမမျှော်လင့်ပါတယ်ပေါ့နော်အဲ့တော့အားလုံးပဲကျမရဲ့ချစ်တော်လေးတွေအားလုံးပဲเนาะဒီလိုကတ်စွေးတွေကနေกินဝေးပါစေเนาะပြောချင်တာကလေ ဒီလိုမျိုးကြုံရတဲ့ဆိုရင်ဒါမှပေါ့နော်အထိခိုက်နေပါစေပေါ့နော်အဲ့ဒါမျိုးလေးဒါကတော့ရှောင်လွှဲမရတဲ့တဘာဝဆိုတော့နော်အဲ့ဒီတော့အထိခိုက်တယ်လည်းနေပါစေဒီလိုအရာရင်းနဲ့ပတ်သက်ပြီးတော့လည်းပေါ့နော်ဆုံးရှုံးသွားတဲ့အရာရင်းနဲ့ပတ်သက်ပြီးတော့လည်းပြန်လဲပြီးတော့အကောင်းဆုံးပြန်လဲထူထောင်နိုင်ပါစေဆောက်ရှောက်ပေးတဲ့သူတွေကုညီပေးတဲ့သူတွေနဲ့တွေ့ပါစေလို့ဒီနေ့အနေနဲ့ကျွန်မဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နော်